ီနေ့မှာတော့ဆိုင်ငယ်တစည်းမှာဘေကင်းစိမ်မှုမဖြစ်မနေစစ်ဆေးပေးရမယ့်အရာသုံးခုအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။နံပါတ်၁ brace နဲ့ brake ချခြင်း brake မှာမူမှန်သောအသံများကြားရခြင်း brake သုံးမြချိန်တွင်တုံ့ခါနေခြင်းစတဲ့ချက်တွေကြုံရရပြီဆိုရင်တော့ brake နဲ့ချုပ်ရင်းခြင်းလက္ခဏာတွေပဲဖြစ်ပါတယ်ရှင်။ brake နဲ့စိတ်ပိုင်းများကိုလေးလသုံးမဟုတ်ကီလိုမီတာ၄၀၀ပြည်တိုင်းစစ်ဆေးပြီး ဘရိတ်စီကိုနှစ်နှစ်တစ်ကြိမ်မဖြစ်မနေလဲလှည့်ပေးပါရှင်။နံပါတ်1တာယာတာယာပိုးစားမှုများခြင်းတာယာနေပေါင်းမှန်ကန်မှုမရှိခြင်းစားရချက်တွေကြုံရပြီဆိုရင်တော့တာယာချုံရင်းချက်ရှိနေတဲ့တက္ကနာတွေပဲဖြစ်ပြီးကီလိုမီတာ၄000ပြည်တိုင်းကျွမ်းကျင်သူများဖြစ်ပုံမှန်စစ်စစ်လက်လက်ဖို့အမိပါနဲ့ရှင်။နံပါတ်3မီးစနစ်မီးစနစ်ကောင်းမှုမရှိခြင်းရဲ့လက္ခဏာတွေကတော့ဒိုင်ကမီးများမလင်းတော့ခြင်း၊လင်းအောင်မနေခြင်း၊မီးသီးများချွေရွံ့နေခြင်းတို့ဖြစ်ပြီး ရေအန္တရာယ်အထိဖြစ်စေနိုင်တာကြောင့်မပေါ်စားပဲကျွမ်းကျင်ဆက်ပြင်းစရာများနဲ့အ мян ဆုံးပြုပြင်ထိန်းသိမ်းသင့်ပါလိမ့်ရှင်။အခုပြပြပေးသားတာကတော့ဆိုင်ရည်တစည်းအတွက်ဘေးကင်းစေဖို့သိထားရမယ့်အရာလေးတွေဖြစ်ပြီးခုနဆိုင်ငယ်မောင်းနေလူအားလုံးဘေးကင်းသောမောင်းနေမှုတွေဖြစ်ပါစေလို့ NCH မှာဆုတောင်းပေးလိုက်ပါတယ်ရှင်။